ခရင်ကထရန်ဟာရွေးကောက်ပွဲမှာသူ့အတွက်မဲပေးထောက်ခံသူတွေကြုံတွေ့နေရတယ်။လူနေမှုစိတ်ကြီးမြင့်မှုတွေကိုဖြည့်ရှင်းပေးဖို့လုံလုံလောက်လောက်ဘာမှမလုပ်ဘူးလို့ဝေဖန်ခဲ့တဲ့နောက်ထရန်ကအခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။ခရင်ဟာနိုင်ငံတကာပြည်ပခတွေနဲ့အခေါ်အခါကိစ္စတွေမှာလည်းထရန်ရဲ့အမူအရတွေကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူကအပြင်းထန်ဆုံးဆန့်ကျင်နေတာကတော့ upstate file တွေနဲ့ပတ်သက်ပြီး Trump ကင်တွယ်နေတဲ့ပုံစံတွေကိုဖြစ်ပါတယ်။ ငယ်မရင်းသမားလူမှောင်ကိုသမားအဖြစ်ဆွဆွဲခံရပြီးအကျဉ်းခန်းထဲမှာအဆုံးစီရင်သွားတဲ့ abstain ကိုစစ်ဆေးထားတဲ့အမှတ်တမ်းတွေကို abstain ဖိုင်တွေလို့ခေါ်ဝေါ်ပြီးအဲ့ဒီထဲမှာ trend နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်နေပါတယ်လက်ရှိအချိန်ထိထပ်ပေါ်လာသမျှ abstain ဖိုင်ပိုင်းစာတွေမှာ trend ဟာသူ့မိတ်ဆွေဟောင်း abstain နဲ့ကြံရပါဖြစ်ခဲ့တယ်ဆိုတဲ့ထောက်ထားမရှိသေးပါဘူးဒါပေမဲ့ American ဆိုရဟာ abstain ဖိုင်တွေကိုအပြည့်အစုံထုတ်ပြဖို့တောက်လျှောက်ပိတ်ပင်မှုစ조사နေတာကြောင့်သို့လောသို့လော တွေးစရာတွေဖြစ်လာစေပါတယ်။ abstain ဖိုင်တွေကို ထုတ်ပြပေးဖို့ပြီးခဲ့တဲ့သတင်းပတ်ကအောက်လွှတ်တော်မှာအတိုက်အခံဒီမိုကရက်တစ်အင်အားစုတွေကထောက်ခံလက်မှတ်ရေးထိုးမှုတွေကောက်ယူခဲ့ရမှာ Republican အမတ်၄ဦးကပူးပေါင်းခဲ့ကြပြီး Green လည်းအပါအဝင်ဖြစ်ပါတယ်။ Green ကလာမယ့်သတင်းပတ်တွေကြာရင် abstain ဖိုင်တွေကိုထုတ်ပြပေးရင် အဆိုပြုမဲခွဲဖို့ရှိနေပြီးထရန်ဟာအခြား Republican တွေအဲ့ဒီကိစ္စမှာပါဝင် မထောက်ခံရအောင်သူ့ကိုပြစ်မှတ်ထားပြနေတာဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာ X မှာစွပ်စွဲရေးသားထားပါတယ်။ဒါ့အပြင်ကမ္ဘာပေါ်မှာဩစာအကြီးမားဆုံးလူပုဂ္ဂိုလ်တဦးဖြစ်တဲ့ထရန်က သူ့ကိုပြစ်မှတ်တစ်ခုဖြစ်သတ်မှတ်ပြီးပေါ်ပေါ်ထင်ထင်ချိမ့်ချောက်နေတယ်လို့လည်းပြောပါတယ်။ Republican တဦးထရန်ရဲ့မူဝါဒတွေကိုအားပေးထောက်ခံခဲ့သူတဦးဖြစ်တဲ့သူ့ကို ထရန့်ကရန်လိုပြနေတယ်ဆိုတာဟာအားလုံးကို တုံ့လှုပ်စေကြောင်းဒါပေမဲ့သူဟာထရန့်ကိုကိုးကွယ်သူခါစားနေသူတယောက်လည်းမဟုတ်ကြောင်းဂရင်းကလူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်ထရန့်ဟာအစတိန်ဖိုင်တွေကိစ္စမှာစီမံကိန်းတွဲနေပုံတွေနဲ့ပတ်သက်ရင်ဒီမိုကရက်တစ်တွေသာမကပဲရီပက်ဘလစ်ကန်အင်အားစုတချို့ရဲ့ဝေဖန်မှုနဲ့ပါကြုံတွေ့နေရပါတယ်ရှင်